ဟုတ်တခြင်းစဆိုဖြစ်တာကတော့ငငယ်လေးတည်းရပေါ့ဝါသနာပါတာပေါ့နော်ဟုတ်ငယ်တုန်းကအကြောင်းမွေးတွေမှာဆိုတဲ့အဲ့လိုတဲ့နဲ့2008လောက်မှာတည်းနဲ့ဆိုကြမယ်ပြောကြမယ်မှာတော့အဲပထမတော့ရတယ်အဲဒါကပြိုင်ပွဲပေါ့ပြိုင်ပွဲလေးမှာတော့သွားဆိုဘူးတယ်ပေါ့အဲ့တုန်းကအကြောင်းနေနေရတော့တင်တန်းလေးတက်ရင်လည်းသွားပြေးဆိုတယ်အဲ့လိုနဲ့အဆက်ပြတ်သွားပြီးတော့မှညီမအဲ2018လောက်မှာမာဒီ underground and plat လောကထဲမှာညီမစပြီးမှဆိုတယ်ပေါ့နော်ဆိုရင်ဆိုရင်လည်းအဲ့မန်လေးရဲ့နေရန်ကုန်ရောက်လာတယ် ဆိုင်ဆန်းဆန်းရသူ့ရဲ့ cosmetic show ပွဲလေးမှာခေါ်ဆိုတယ်ပေါ့ခေါ်ဆိုတော့ညီမအမဆိုရင်းနဲ့ဒီရန်ကုန်ကနေပြီးတော့အဲတွေ့ကြတာပေါ့သူ့ရဲ့အချိန်မှာအမရန်ကုန်မှာလာဆိုမလားဆိုအဲ့လိုခေါ်တော့လာဆိုပြတ်သွားတာပေါ့အဲ့လိုလေးအဆက်ဆက်လေးလှုပ်ရင်းနဲ့ပဲအဲ့ချိန်မှာ album ထွက်ဖို့စီစဉ်ထားပြီးသားဒါပေမဲ့ covid ဖြစ်သွားတဲ့အတွက်ညီမမထွက်နိုင်ခဲ့ဘူးအဲအခုချိန်မှာဒါစူးစားပြီးမှအစအနေပေါ့နော်အဲ့ဒီတော့ထွက်မဲ့တခြင်းနေတော့မဟုတ်တော့ပဲねအစအနေပြန်တီးပြီးတော့မှတခွေစာလုံးကိုပြန်လဲပြင်ဆင်ပြီးတော့မှအစ်စ် ပြန်ထုတ်တာပါရှင့်ကိုပိုင်တန်စင်နေပြီပါပဲဟုတ်ဟုတ်ရော့ကအ ကြိုက်တာဗောနော်ဂီတအမျိုးစားတွေအားလုံးကိုတော့ကြိုက်ပါတယ်ဒါပေမဲ့ rock ကိုတော့ကိုကပုံပြီးတော့ crazy ဖြစ်တာဗော crazy ဖြစ်တယ်အဲ့ဟာဆိုရရင် move ရတယ်ဗောကျန်တဲ့ဥစ္စာကလည်းဒါမဆိုမဖြစ်ဆိုရမယ်ဗောနော်ဘောင်းဆောင်ကတော့ဆိုရမို့ဗောဟုတ်ကဲမမလင်းနံပါတ်နန်းတင်ဆောင်လို့ခေါ်ပါရဲဟုတ်တစ္စည်းနံပါတ်လေးကတော့ထိန်းချုပ်သူတစ္စည်းဟုတ်ထိန်းချုပ်သူလို့ကောင်းစင်ပေးထားပါရဲဟုတ် တီးရထိုင်းချုပ်သူရဲ့တီးရလေးကတော့ဆရာနောင်နောင်ဆန်ဖလာဝါပါရှင်ဟုတ်အဲ့ဒါတော့ဒီလိုပေါ့နော်ကိုရဲ့ဂီတလမ်းကြောင်းမှာပေါ့မက်တိုင်လေးတစ်ခုကြံ့ကြံ့တာပေါ့နော်အဲ့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 ရွေးချက်လေးပါပဲဟုတ်ဟုတ်ကဲ့အချိန်လေးယူထားတယ်မှာအချိန်လေးတွေယူပြီးတော့မှတော့အကောင်းဆုံးဖြစ်အောင်တော့ပြင်ဆင်ပြီးတော့လုပ်ထားတာပေါ့နော်ဟုတ်ဟုတ် music video လေးတွေကလည်းအမဒီထက်မှလောလောဆယ်တော့နှစ်ပုတ်ပါမယ်။ကျန်တာအားလုံးက live video နဲ့ထွက်မှာပါမှာ။ ပြီးွားရင်တော့ညီမတို့တပုတ်ချင်းစီတော့ရိုက်ပြီးတော့ပြန်ပြီးတင်ဖို့အစီအစဉ်တော့ရှိရယ်ပေါ့နော်ဟုတ်အများဆုံးကတော့ဒီထက်မှပါတယ်ဆယ်ဘုတ်လောက်ကတော့ကိုယ့်အတွက်ကိုပဲကိုယ့်ရဲ့စိတ်ကူးကိုယ့် idea လေးနဲ့ကိုယ်စုထားရယ်ပေါ့နော်အဲကျန်တာကတော့ဆန်နာနောင် sunflower ရဲ့လက်ရပေါ့ဆယ်ရဲ့လက်ရ rock rock တွေများတယ်မဟုတ် rock တွေများတယ်ဟုတ်ညီမ rock ကို crazy မို့လို့ rock တွေများများလေးလှုပ်ထားရယ်ပေါ့ဟုတ်အဲ့လိုမဟုတ်ဘူးမှာ IC ကဒီထက်မှ IC ban light ဆရာတဲ့မသွားခင်ကတီးထားတဲ့တပုတ်ပါတယ်ဆရာချင်းနဲ့ ဆရာချက် only တီးထားတဲ့ classical sound လေးတစ်ပုတ်ပါတယ်ဟုတ်ကျန်တာတော့ညီမဘန်ညီမကိုပိုင်ဘန်လေး string music band ကတီးထားတဲ့အပုတ်လေး6ပုတ်ပါတယ်ဟုတ်ကျန်တာကတော့အဲ runner လေးပါတယ်နော်ဘန်လေးတော့စုံတယ်ပေါ့နော် the plan ဆိုတဲ့ဘန်လေးတခုလည်းပါတယ်ဟုတ်ဟုတ်ကဲ့ပါကိုပိုင်ဘန်လေးကညီမ2019လောက်ကအဲဒီရန်ကုန်မှာဒီလို amplet တင်ညီမတို့ဆိုတဲ့အချိန်မှာပေါ့နော်အဲ့ဒီမှာစပြီးတော့မှလောက်ခဲ့တာပေါ့ကိုပိုင်ဘန်လေးကိုအဲ covid တွေပါနေဖြစ်တဲ့အချိန်ကြတော့ညီမတို့ အားလုံးနားသွားကြရပေါ့အခုပြန်ပြီးတော့ပြန်ဆပြီးတော့ပြန်ဖွဲ့စည်းတာပေါ့အားလုံးဟုတ်တယောက်တစ်ခွဲစီဖြစ်သွားကြတော့လေဟုတ်အယ်ဘမ်ဖြစ်ပေါ်ကတော့နှစ်နဲ့ချီပြီးတော့အလုပ်လုပ်ရရပေါ့နော်စူးစမ်းခဲ့ရပေါ့ဒါလည်းအိမ်မက်တစ်ခုပေါ့နော်ကျန်တဲ့အတန်လေးချင်းမှုဆိုင်ရာဆိုတာတော့ဒါတော့အဲ့လိုတီးတန့်ကြီးလှုပ်ပြီးတော့စူတာတော့မဟုတ်ဘူးဒါပေမဲ့ဟိုပြောမှဆိုညီမလောလောဆယ်တော့လေဗင်းနာနေပေါ့နော်လေဗင်းနာနေဆိုတော့အဲ့ညီမက SLE SLE ယောဂါပေါ့နော်အဲ့အဲ့ပိုးရှိရအတွက် ဲ့ဟာလည်းမင်းတို့တိုက်ခိုက်တော့ညီမမှန်မြောင်းနေကြည့်ရတယ်လည်းမင်းနဲ့အဲ့လိုအနေထားမှာနည်းနည်းလေးရရင်သွားဆိုလိုက်အဲ့အဲ့လိုလေးပေါ့ဟုတ်ဟုတ် rock ကကြိုက်တာပေါ့နော်ဂီတမျိုးစားတွေအားလုံးကိုတော့ကြိုက်ပါတယ်ဒါပေမဲ့ rock ကိုတော့ကိုယ်ကပုံပြီးတော့ crazy ဖြစ်တာပေါ့ crazy ဖြစ်တယ်အဲ့ဟာဆိုရရင် move ရတယ်ပေါ့ကျန်တဲ့ဥစ္စာကလည်းဒါမဆိုမဖြစ်ဆိုရမယ်ပေါ့နော်ဘောင်းဆောင်ကတော့ဆိုရမှာပေါ့ဟုတ် coin band လေးမှာတော့ညီမအဲမန်လီညီမတို့ကကျတော့မန်လီကနေစလာတဲ့လူတွေဆိုတော့လေမန်လီကနေစလာတယ်လို့ဆိုတော့မန်လီမှာလည်း ို့အဖွဲ့တွေရှိကြတယ်ပေါ့နော်ရန်ကုန်မှာလည်းတက်ဖွဲ့ပေါ့အဲ့လိုအဲ့လိုလေးဘဲဘဲတော်တော်အဆင်ပြေအောင်လို့ပေါ့ဟုတ်ကို့မမလေးနဲ့အတူတူအလုပ်လုပ်တာပေါ့တွဲပြီးတော့တနည်းလောက်တော့ဒီမှာအချိန်ပေးထားတယ်ပေါ့ဒီခွေထဲမှာတနည်းလောက်တော့အချိန်ပေးပြီးတော့မှအကောင်းဆုံးပြင်ဆင်ထားတယ်ဗိုကယ်မရရင်ဗိုကယ်ပြန်သွားဆိုတယ်အဲ့လိုလေးတွေပေါ့မတော်စိတ်ကြိုက်တော့လှုပ်ထားတယ်ဒီထဲမှာတော်တော်များများလေးလှုပ်ထားတယ်ပေါ့ပုံစံနဲ့မလိုက်ဘူးလို့ပြောကြတယ်ဆိုလာတဲ့ထွက်လာတဲ့အတန်နဲ့လူပုံစံကအဲ့နည်းနည်း easy easy ပုံစံပေါက်နေတယ် တကယ်တော့ဆိုလိုက်ရင်တော့အရော့ဒီပဲဆိုချင်တာပေါ့နော်ဒါပေမဲ့လည်းအဆင်ပြေအောင်တော့အကုန်လုံးတော့ဆိုရတာပေါ့ဟုတ်တချင်းစဆိုဖြစ်တာကတော့ငငယ်လေးတွေရပေါ့ဝါသနာပါတာပေါ့နော်ဟုတ်ငယ်တုန်းကအကြောင်းပွဲတွေမှာဆိုတယ်အဲ့လိုနဲ့2008လောက်မှာတည်းနဲ့ဆိုကြမယ်ပြောကြမယ်မှာတော့အဲပထမတော့ရတယ်အဲဒါကပြိုင်ပွဲပေါ့ပြိုင်ပွဲလေးမှာတော့သွားဆိုဘူးတယ်ပေါ့အဲ့တုန်းကအကြောင်းနေနေရတော့တင်တန်းလေးတက်ရင်လည်းသွားပြေးဆိုတယ်အဲ့လိုနဲ့အဆက်ပြတ်သွားပြီးတော့မှညီမအဲ2019လောက်မှာမာဒီ underground and black log ကတည်းကညီမစပြီးမှဆိုရယ်ပေါ့နော်ဆိုရင်ဆိုရင်လည်းအဲ့ manly ရဲ့နေရန်ကုန်ရောက်လာတယ်ဆိုင်ဆန်းဆန်းရသူ့ရဲ့ cosmetic show ပွဲလေးမှာခေါ်ဆိုရယ်ပေါ့ခေါ်ဆိုတော့ညီမအမဆိုရင်နဲ့ဒီရန်ကုန်ကနေပြီးတော့အဲ့တွေ့ကြတာပေါ့သူ့ရဲ့အချိန်မှာအမရန်ကုန်မှာလာဆိုမလားဆိုအဲ့လိုခေါ်တော့လာဆိုပြတ်သွားတာပေါ့အဲ့လိုလေးအဆက်ဆက်လေးလှုပ်ရင်းနဲ့ပဲအဲ့ချိန်မှာ album ထွက်ဖို့စီစဉ်ထားပြီးသားဒါပေမဲ့ covid ဖြစ်သွားတဲ့အတွက်ညီမမထွက်နိုင်ခဲ့ဘူးအဲ့အခုချိန်မှာဒါစူးစမ်းပြီးမှအစအနေပေါ့နော်အဲ့ဒီတော့ထွက်မဲ့တခြင်းနေတော့မဟုတ်တော့ဘဲနဲ့အစအနေပြန်တီးပြီးတော့မှ တခွေစာလုံးကိုပြန်လဲပြင်ဆင်ပြီးတော့မှအစ်စ်ပြန်ထုတ်တာပါရှင်ကိုပိုင်တန်စင်နေပြီပါပဲဟုတ်ဆယ်စောကုစက်တစ်ချင်းပြင်မှတယ်ဟောဆိုတာကတော့မခိုင်ပေါ့ဟုတ်ကိုရီးယား idol crazy ပေါ့ဟုတ်သူ့ပြုံးနောက်ွယ်ဆွဲတစ်ချင်းလေးနဲ့ပါဟုတ်ဒီနေ့ကလည်းအဲ့ဒီအဲ့ဒီဆိုကြမယ်ပြောကြမယ်မှာပြိုင်ပွဲပြိုင်တော့ပထမရခဲ့တဲ့နေ့လေးပေါ့နော်တိုက်တိုက်ဆန်ဆန်ဒီကိုရဲ့ကိုလာပိုင်း21ရက်လေးကဒီမှာအဲ့ဒီစုရတဲ့နေ့လေးနဲ့တိုက်ဆိုင်တော့ဒီနေ့လေးကိုလည်းရွေးပြစ်သွားတာပေါ့ဟုတ် ဟုတ်တယ်ဟုတ်ညီမအဲ့တုန်းကလည်းစိုးခဲ့ရဲဆိုတာចောင်းတက်ရဲနဲ့ဝင်ဆိုလိုက်တာဗောနော်အဲ့လိုဝင်ဆိုလိုက်ပြီးတော့မှညီမတို့ကကြတော့ဖကန့်ဘက်ကလေဖကန့်ဘက်ကဆိုတော့အိမ်ပြန်သွားရတယ်ဆက်မဆိုးဖြစ်တော့ဘူးအဲ့မှာမှ2019ကျောင်းမှာညီမပြန်ပြီးတော့အလုပ်လုပ်ဖြစ်တာဗောဟုတ်စိုင်းစမ်းတယ်လည်း cosmetic ပွဲမှာညီမကမန်လီပွဲမှာဗောနော်ခေါ်ဆိုတယ်ခေါ်ဆိုတော့အဲ့လိုဆိုးဖြစ်တယ်တော်တော်များများဗောကိုမနောရဲ့ design ဘန်နဲ့လည်းညီမဆိုးတယ်မန်လီမှာအဲ့ချိန်တော်တော်ကြာတဲ့အထိဆိုးလာခဲ့ရဗောအဲ့လိုဆိုးပြီးတော့မှဒီ covid နဲ့ဒီကာလတွေကိုဖျက်ဆီးလိုက်တဲ့အချိန်မှာ ဒါမှအလုံးမလုံးဖြစ်တော့ဘူးအခုကပြန်ပြီးတော့မှလှုပ်ရတဲ့ရွယ်ချက်ကတော့အသက်ကလည်းအရင်ကြီးနေပြီလေနော်အာနားလည်ပေးပါလို့ဘဝရဲ့မှတ်တိုင်လေးလည်းဖြစ်ချင်တဲ့အတွက်ကိုလှုပ်လိုက်တာပါလို့ဟုတ်ရော့ကတော့၆ပုတ်လောက်တော့ပါမယ်ရှင်ဟုတ်စန္ဒာတွေကတော့ pop sound လေးတွေပါမယ်ဟုတ်အဲ့လိုလေးတွေပေါ့နော်အချိုလေးတွေလည်းပါပါတယ်ဒါပေမဲ့ကိုပိုင်တန်စင် rock ကညီမအကိုအရင်ပေါ့နော်စုံသွားပါပြီသူရေးထားတဲ့တခြင်းတွေပေါ့ဟုတ်အဲ့လိုတော့မရှိဘူးအဲ့တော့ကစိုင်း cosmetic မှာသာသွားဆူလိုက်တာစိုင်းနဲ့မတွေ့လိုက်ရအောင်အဲ့နေ့ကညီမဖြစ်ချင်တော့ဒီလို ဟိုပြောရင်တော့ဟိုလိုဖြစ်မှာပေါ့နော်ပွဲလေးတွေအဲ့နေ့က Valentine Day Valentine Day မှာညီမတို့ကအဲ့မနေ့ကရွှေဘဲလေးမှာမင်္ဂလာဆောင်လေးသွားပြေးဆိုရတယ်ညီမတို့အဲ့လိုလေးတော့အများကြီးရတာတော့မဟုတ်ဘူးပေါ့နော်အဲ့လိုသွားဆိုကြတယ်ဆိုရင်လည်းအဲ့နေ့မှာရွှေဘဲမှာမနေ့ပိုင်းဆိုတယ်ညညနေပိုင်းကျတော့ညီမကိုပိုင်း string band လေးကအဲမင်္ဂလာဆောင်လေး wedding လေးတစ်ခုလက်ခံထားတာပေါ့ကိုကိုကျွန်မအဲ့ဒါဆိုရမှာဆိုတော့အဲ့ဒီဖုန်းလေးကဝင်လာတယ်ဥအားလူဆိုတာညီမတို့ဒီ band နေအဲလောက်တဲ့အကူပေါ့နော်သူကနေဖုန်းဆက်တယ်ညီမနဲ့မနေ့ဖြန်နေပွဲရှိရအဲ့နေ့ကဖျားဝဲမှာဆိုနေတာဆိုနေနေတဲ့ နောက်ပြန်ပွဲရှိရတဲ့နင်းလာဆိုလိုက်တယ်အဲ့နဲ့အကိုဥကလို့တမိမအားဟုအဲ့နေ့ကအဲ့လိုမျိုးညင်းတာပေါ့နော်ညင်းတဲ့ခါကျတော့နောက်တစ်ခေါက်ပြန်ဆက်တယ်သူကလည်းတမိတဲ့နင်းစင်းစားတော်တဲ့စင်းဆိုင်ပွဲဆိုရမှာဆိုဟာဟုတ်လားပေါ့အစိုးမဲပေါ့အဲ့အဲ့ကြောင့်ကိုပြောပြချင်တယ်နင်းတော့ရှိနေတယ်ပေါ့နော်အစိုးမဲပေါ့အစိုးမဲဆိုပြီးတော့ပြောတာပေါ့ကိုကလည်းကိုအဲ့လိုခေါ်တယ်ဆိုတော့အဲ့နဲ့စိုးမဲဆိုပြီးပြင်ဆင်ကြရအဲ့ချိန်မှာကျွန်တော်တို့ကိုပိုင်ကားလည်းမရှိဘူးဘာမှလည်းမရှိဘူးမတော်နိုင်ဘူးပေါ့နော်မိတ်ကပ်ဆိုလည်းတငယ်ချင်းကိုလာလိမ့်ပြီးအောင်တပေါင်းခွဲပဲကျွန်တော်ဘေဘီမှလိမ့်ခိုင်းတာပေါ့အဲ့ချိန်မှာအကွမ်းတကယ်ကိုအကွမ်း ဘလို့ခွမ်းတာလဲဆိုရင်သူကစတုံးထုံးလိုက်တာညီမဒီလိုစတုံးစတုံးထုံးပြီးတော့မှစကတ်ကကိုကဇိုင်နာလဲလောက်တယ်ဆိုတော့ကိုကကိုချုပ်တာခေါင်းရောညတွင်းချင်းနည်းလက်ဖြန်ကစိုင်းပွဲဆူရမယ်ဆိုပြီးတော့ချုပ်ချုပ်ပြီးတော့မှအဲ့ပွဲကိုသွားတာ အာလင်မယားနှစ်ယောက်သားကားလည်းမရှိတော့ဆိုင်ကယ်လေးနဲ့သွားကြတာစရုံးနဲ့ဆိုတော့ဆိုင်ကုတ်ထုတ်ကစောင်းမရဘူးအကွမ်းနေအဲ့နဲ့ပွဲလေးရောက်ရောကိုကဆိုပြီးတော့ဟိုကလူတမိဆိုမယ်တမိဆိုပြီးတမိအရင်ဆုံးထည့်ပေးပါတမိဟိုဘက်ပွဲကိုတမိကိုပိုင်ဗန်ကပထမဆုံးပွဲဥထွက်မှာတီးရမှာဘုံလို့ မဟုတ်ဘဲသွားရမှာဆိုအဲ့လိုတက်ဆိုတာအဲ့တော့ကိုကောင်းတက်ဆိုတာ prisoner ပေါ့နော်အဲ့မှာဆိုတော့ဆိုပြီးတော့ main ကလေးပြိတ္တကများတာကိုစနိုင်းဆိုတော့လာပြီးတော့ auto တွေရေးခိုင်းနေညီမလေးအရန်ကောင်းနေအမအရန်ကောင်းနေအဲ့လိုမျိုးတွေလာပြောတဲ့အချိန်မှာကိုရီးယားလေသူတို့ကနောက်ကနေချစ်လို့လိုက်နေတာကိုရီးယားအဲ့ ocean ထဲမှာလာမလို့အဲ့ပတ်တော့ပြေးနေကြတာသူတို့ကိုကဆိုင်ကယ်နဲ့ဆိုမတော်ဟဲ့ဟိုဆိုင်ကယ်မတက်ရဲဒီပုံစံကြီးနဲ့တိရမလားအဲ့လေမြန်နေလိုက်နေတော့ဟာကြီးလာအောင်နောက်မှာလိုက်နေတော့လာအဲ့လိုပက်ပြီးတော့မှသွားကြတာပေါ့နော်အဲ့အဲ့လိုမျိုး အကွမ်းနေဖြစ်ခဲ့ဘူးတယ်ဟောအအမတ်တရပဲဟောသူလှုပ်ပေးနော်ရှိတာပေါ့နော်သူလှုပ်ပေးခြင်းတော့ရှိတာပေါ့ဟောကိုကထိုင်းချုပ်ခံရတာအဲ့အဲ့တချင်းတဲ့မှာတော့ကိုကထိုင်းချုပ်ခံရတာပေါ့နော်ဆီယာနော်နော် sunflower အဲ့တချင်းလေးကိုမတင်စာမောတွေ့ရေးပေးထားတယ်လို့ပြောတယ်ပြောပြီးမှသမီးဒီခွေလေးလုံမယ်ဆိုတော့ဆရာကသမီးအစိုးကြည့်တပုတ်အရင်ရေးပြရေးပြီးမှနင်းနဲ့ဒါနဲ့လိုက်တယ်သမီးကြီးဒါလေးရောဆရာသမီးကိုပေးမယ်သမီးဆိုမလားဆိုတော့ဟုတ်ဆရာသမီးလုံမယ်ဒီဟာလေးကိုဆိုပြီးမှအဲ့လိုလုံဖြစ်တာပေါ့ဟုတ်ပြောတာပေါ့နော် ဆရာဒီတချို့ပေးဆိုတော့ပြောတာပေါ့ဟုတ်ပြီးတော့လဲစတိုင်ကလည်းသူ့အမတို့ရဲ့လွမ်းမှုမှုအောက်ထမ်းမှာရှိတယ်ပေါ့ဟုတ်ဘာလို့လဲဆိုတော့ကိုယ့်ကိုခွဲထွက်ဆိုတယ်ဒါပေမဲ့လည်းဒီစတိုင်မှာရေးထားတယ်ကိုကအဲ့ပုံစံလေးတွေပေါ့ကိုယ့်ရဲ့ idol တွေရဲ့လွမ်းမှုမှုကိုတော့အလုံးစုံတော့ကြော်လွားနိုင်မှာတော့မဟုတ်ဘူးပေါ့ဟုတ်ကဲ့ပါရှင်ဟုတ်ထင်ကြသူသီစီရီကိုဒီနေ့ဒီနေ့ပေါ့နော်21ရက်အဲညီမတချင်းနေအကောင်လုံးကိုမျိုးစင်းနဲ့အဲမဲလို့ application နေပြီးတော့ဝင်ရောက်နားဆင်နိုင်ပါတယ် MP3 နဲ့တော့လောလောဆယ်ထွက်ထားပါတယ်ရှင်ဟုတ် audio လေးတော့နားဆင်လို့ရပါပြီဒီနေ့ကနေစပြီးတော့အားပေးလို့ရပါတယ်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ဟုတ်ဟုတ်